မင်္ဂလာပါဗျဒီနေ့မှာကတော့ကျွန်တော်တို့ Treasure Land Education ကနေ GED Social Studies မှာပါတဲ့အစိုးရစနစ်တွေအကြောင်းကိုဆွေးနွေးတော့မှာဖြစ်ပါတယ်ခင်ဗျာပထမအဆုံးပေါ်လာတဲ့စနစ်တွေကတော့အစိုးရစနစ်လို့ပြောလို့မရတဲ့အခြေအနေပေါ့နော်သူကတော့ဒီ3000 BC လောက်မှာစပြီးတော့လူရင်ကျေးမှုစဖြစ်တဲ့အချိန်မှာစဖြစ်တယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်တော့ ရက်ရွာခေါင်းဆောင်တွေရှိမယ်ပြီးတော့နတ်ဆရာတွေရှိမယ်ပေါ့သူတို့ကအာဒီသူတို့ရဲ့လူမျိုးစုလေးကိုပေါ့နော်အာဘာသာရေးအရယုံကြည်ချက်ဖြစ်စေဒါမှမဟုတ်လို့ရှိရင်လည်းသူတို့ရဲ့ဒီအာရိုးရာအရာဖြစ်စေပေါ့နော် စီမင်းစည်းကမ်းတွေထုတ်ပြီးတော့အဲ့ဒီကမှတစ်ဆင့်အုပ်ချုပ်တာပဲဖြစ်ပါတယ် ဒီကာလကိုလွန်သွားတဲ့အချိန်မှာတော့3000 BCE ကနေ900 BCE ကာလဒီကာလမှာဆိုရင်တော့အုတ်ချုပ်တဲ့ဘယင်တွေတမဟုတ်အုတ်ချုပ်တဲ့လူဒန်းစားတွေကိုသူတို့အနေနဲ့ဒါနှစ်ဖျားတွေလို့ယုံကြည်ကြတယ်ပေါ့အာပြီးလို့ရှိရင်တော့အဲ့ဒီကာလမှာအရင်ကထက်လူနေမှုအဆင့်တန်းကပိုပြီးတော့ကျယ်ပြန့်လာပြီအဲ့ဒီ trap bureaucracy လို့ခေါ်တဲ့ကျုံနီစနစ်လည်းပေါ်လာတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်တော့ Egypt မှာဆိုရင်တော့ဒါ Pharaoh ဘယင်တွေကိုဒါ တကယ်ဖျားလို့ကိုးကွယ်ကြတယ်ပေါ့နော်ပြီးတော့ဟမ်ဘူရာဘီကိုထားဥပဒေလိုမျိုးဒီရေးထားတဲ့ဒါမက်ဆိုပိုဒီမက်ဆိုပိုတေးမီးယားဒေတာမှာပေါ့နော်ဒါရေးထိုးထားတဲ့ဥပဒေတွေစပြီးတော့ပေါ်လာပြီပေါ့နော်ပြီးတော့ဒီအာကြီးမားကျယ်ပြန့်တဲ့သူတို့ရဲ့ဒေတာတွေမှာဒါအခွန်ကောက်တဲ့စနစ်တွေပြီးရင်ကြတော့ဒီအာအရင်မြက်တွေကိုထိမ့်ချုပ်တဲ့စနစ်တွေပေါ့နော်ဘျူရိုကရေစီစနစ်တွေစပြီးတော့ပေါ်လာပြီပဲဖြစ်ပါတယ် ဒီနောက်မှာတော့ classical ခက်ရောက်လာတယ်ပေါ့เนาะဒါကတော့9000 BC 900 BC ကနေ900 AD ကြားပေါ့เนาะဒီကာလမှာဆိုရင်တော့ပထမဦးဆုံးဒီမိုကရေစီစနစ်စပေါ်လာတယ်အေသင်မှာစပေါ်လာတယ်ပေါ့เนาะအဲဒါပြီးတော့ဒီရောမမှာဆိုလို့ရှိရင်လည်းဒီလိုမျိုးရွေးချယ်ထားတဲ့အာကိုယ်စလဲတွေကနေတစ်စင်းအုပ်ချုပ်တဲ့ပေါ့เนาะစနစ်စပေါ်လာတယ်ပေါ့เนาะအဲအဲ့ဒီမှာဆိုလို့ရှိရင်လည်းဒီတရုတ်တို့ဒါ အိန္ဒိယတို့ဘက်မှာဆိုရင်လည်းဒါ empire တွေစပြီးတော့ပေါ်လာပြီဒီ empire တွေဟာဆိုလို့ရှိရင်သူတို့ရဲ့ bureaucracy စနစ်ကိုတုံးပြီးတော့ဒါကြီးမားကျယ်ပြန့်တဲ့နိုင်ငံတွေကိုစပြီးတော့ဒါအုပ်ဆိုးလာပြီးပဲဖြစ်ပါတယ်ဒီနောက်မှာတော့ကျွန်တော်တို့အလဲခက်ရောက်လာတယ်ပေါ့နော်ဒီ medieval ခက်မှာဆိုရင်တော့ဒါ900 AD ကနေ1500 AD ချားပေါ့နော်ဒီကာလမှာဆိုရင်တော့မြေကျွေးချစနစ်ကိုတုံးတယ်ပြီးရင်တော့ဒါဘာသာရေးအရာ ိုင်းပြည်တွေပေါ်လာတယ်ပေါ့နော်ဘယင်နေပြီးတော့အထက်တန်းလွာတွေပြီးလို့ရှိရင်ကျတော့သူရဲကောင်းနေဒါတွေကဆိုလို့ရှိရင်တော့ဒီအာဥရောပတို့ဂျပန်တို့စတဲ့ဒေတာနေရာတွေမှာတို့မြေကျွေးစားစနစ်နဲ့အုပ်ချုပ်တယ်။ဒါပြီးတော့ဒီအာအစ္စလမ်တွေဆိုရင်လည်းအစ္စလမ်စ်ကာလီဖိတ်တွေစပေါ်လာတယ်။ပြီးတော့ဒီရောမတပတ်လယ်မှာဆိုရင်လည်းဒါပုပ်ယဟန်မင်းကြီးနဲ့အာဒီခရစ်စတန်ခရူစိတ်တွေအုပ်ချုပ်တဲ့ပေါ့နော်။အာဒါနေမြေတွေပေါ်လာတယ်ပေါ့နော်။ ဲ့ဒါမှဆိုလို့ရှိရင်အစောပိုင်းအာခက်ဦးရောက်လာတယ်ပေါ့အစောပိုင်းခက်ဦးမှာဆိုလို့ရှိရင်တော့လူတွေဟာဆိုလို့ရှိရင်ဘယင်စနစ်ကိုအာဒါတီးကြကြတုံးလာပြီပေါ့နော်ဘယင်စနစ်မှာမှတစ်စင်သူကဟိုဘယင်မှာဩဇာအာဏာအပြည့်အဝရှိတဲ့ဘယင်စနစ်ရယ်ပြီးရင်တော့အာဘယင်ကဩဇာအာဏာအပြည့်အဝမရှိဘဲနဲ့အခြေခံဥပဒေကိုလိုက်နာရတဲ့စနစ်မျိုးပေါ့နော်အဲ့လိုမျိုးစနစ်မျိုးတွေလည်းရှိလာတယ်အာတချို့ဘယင်တွေကတော့ဒါသူတို့ က်ဆိုင်ရာဖျားတွေစီရတွေတစင်အာပြိတိတ်သွန်းခံရတယ်ပေါ့နော်တချို့ကကြတော့အလုပ်မဟုတ်ဘူးပေါ့နော်တချို့ကကြတော့ဒါသူတို့ရဲ့အာဒါဩဇာအာဏာကိုကန့်သက်ချင်းခံထားပြီးတော့ပါလီမန်စနစ်နဲ့အုပ်ချုပ်တာမျိုးတွေပေါ်လာတယ်ပေါ့နော်အဲ့ဒီကာလမှာဆိုလို့ရှိရင်ဒီကိုလိုနီလောက်ကြတယ်ပေါ့ကိုလိုနီအင်ပါယာဖြစ်လာတယ်အဲတိတာတာကတော့ဒီဗြိတိန်ကိုလိုနီစပိန်ကိုလိုနီစတဲ့ကိုလိုနီတွေဟာဆိုလို့ရှိရင်အထင်ရှားတဲ့ကိုလိုနီတွေပဲဖြစ်တယ်ပေါ့နော် ကိုလိုနီခက်အပြီးမှာကတော့ဒီနှစ်ခက်ကာလကိုရောက်ရှိလာတာဖြစ်ပါတယ်ဒီနှစ်ခက်ကာလဟာဆိုရင်တော့ဒါဒီမိုကရေစီစနစ်ကွန်မြူနစ်စနစ်နဲ့တခြားတခြားသောဒီအာအာနာရှင်သို့မဟုတ်ဒါအော်တိုကရက်စ်တွေကအုပ်ချုပ်တဲ့အာတိုင်းပြည်ဖြစ်လာတယ်ပေါ့နော်အဲအဲ့ဒီမှာဆိုလို့ရှိရင်တော့မဲပေးချင်းအခွင့်အရေးဟာဆိုလို့ရှိရင်အရင်ကတည်းကပို့ပြီးတော့များလာတယ်ပြီးတော့ republics လို့ခေါ်တဲ့ဒီ data ဆိုင်ရာအ ုပ်စုတွေကနေအုပ်ချုပ်တဲ့ပုံစံမျိုးတွေလည်းဖြစ်လာရတယ်ပေါ့နော်အဲဒီမှာကွန်မြူနစ်စနစ်ဟာဆိုလို့ရှိရင်ရုရှားနဲ့တရုတ်ဟာနာမည်ကြီးတယ်အာဒီအော်တိုဂရစ်မှာဆိုလို့ရှိရင်ဒါကျွန်တော်တို့မြန်မာနိုင်ငံလိုနိုင်ငံတွေအပါဝင်ပေါ့နော်ဒီနာဇီတို့အာပြီးတော့အီတလီတို့မှာဆိုလို့ရှိရင်လည်းဒီလိုမျိုးပေါ့နော်အော်တိုဂရစ်စနစ်တွေပေါ်လာတယ်ပေါ့နော်ကဲဒါကတော့ကျွန်တော်တို့အစိုးရအဖွဲ့တွေအကြောင်းကိုပြောပြပေးသွားတာဖြစ်ပါတယ်နောက်ထပ်ပေးရတဲ့ကျေးဇူးတင်ပါတယ်